မင်္ဂလာပါခင်ဗျရခုခေတ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ပစစ်တပ်ရဲ့စစ်တပ်ကတို့စစ်နည်းပညာတပ်ကတို့နဲ့စစ်မှုထမ်းသင်တန်းကျောင်းတွေမှာတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကြိုတင်မဲတွေပေးခိုင်းနေပြန်တဲ့အပြင်ကျန်ဖို့ပါတီကိုသာမဲထရရမယ်ဆိုပြီးတော့ကိုအမိန်ထုတ်ထားပြန်နေဆိုပါတယ်မြန်မာနိုင်ငံနေဆက်တရှောက်မှာမြန်မာစစ်တပ်ကပူပေါင်းပါဝင်ပတ်သက်နေတဲ့ချပ်ပြန့်ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းရေးတွေမှာနိုင်ငံတကာအတိုက်ပွဲအနေနဲ့ မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဘဲတော်လန်ရေးအဖွဲ့စည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှု KNU ကနိုင်ငံတကာကိုတိုက်တွန်းလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်တပ်ရဲ့စစ်တပ်ကတို့စစ်နည်းပညာတက်ကတို့နဲ့စစ်မှုထမ်းတင်နှန်းကြောင်းတွေမှာသူတို့လုပ်မဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဂျိုတင်မဲတွေပေးခိုင်းနေပြန်တဲ့အပြင်ချက်ဖို့ပါတီကိုသာမဲထက်ရမယ်ဆိုပြီးတော့ကိုအမိန့်ထုတ်ထားပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကိုတိုင်ရန်ကုန်ခစ်တက်ကိုပြောပါတယ် ်ဒါကတော့လက်ရှိစစ်တပ်ကအတင်းအကျပ်လှုပ်ဖို့ပြင်ဆင်နေတဲ့သူတို့ရဲ့ရွေးကောက်ပွဲအတူကြီးအတွက်ဘီယူလေမျိုးမှာရှိတဲ့သူတို့စစ်တပ်ရဲ့စစ်တပ်ကတော့ DSC နဲ့စစ်နီးပညာတက်ကတော့ DSTA အကြောင်းတွေမှာဘူလောင်းတွေကိုကြွတင်မဲ့ပေးရမယ်ဆိုပြီးတဆိုင်ရာကျောင်းအုပ်စစ်အရာရှိတွေကအမိန့်ပေးလာတယ်ဆိုပါတယ်အဲ့ဒီလိုဘူလောင်းတွေကိုကြွတင်မဲ့ပေးခိုင်းတဲ့ကိစ္စဟာလေအကြံဖက်မင်းအောင်လိုင်းရဲ့ညွန်ကြားချက်ဖြစ်ပြီး စီးရေးနိုင်ငံရေးစီးပွားရေးအမြင်ရှိတယ်။ကြံဖို့ပါတီကိုသာမဲပေးရမယ်ဆိုပြီးတော့ပါတကာတဲ့အမိန့်ထုတ်ထားပြန်တာဖြစ်တယ်လို့စစ်တပ်သတင်းရှင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့အကြက်ဖက်စစ်တပ်ကသူတို့လုံးမဲ့တနိုင်ငံလုံးလွှမ်းခြုံနိုင်မှုမရှိတဲ့ရွေးကောက်ပွဲအတူကြီးကိုသူတို့ထိန်းချုပ်ထားတဲ့စစ်တပ်မြို့လိုပြည်ဦးလွင်မှာဒုဗိုလ်ချုပ်ကြီးဟောင်းမြာထွန်းဦးဆိုသူကပဲပြည်သူလွတ်တော်ကိုယ်စားလှယ်အမတ်လောက်အဖြစ်ဝင်ရောက်ရှင်ပြန်နေပြီ။အဲ့ဒီမှာ ဗိုလ်လောင်းတွေကိုဘယ်ပါတီမှမဲမပေးခိုင်းမဲကြက်ဖို့ပါတီကမြတ်ထုံးဦးအပါဝင်ကြက်ဖို့အမတ်လောင်းတွေကိုသာမဲပေးရမယ်ဆိုပြီးအတိအကျအမိန့်ထုတ်ထားတယ်လို့သိရပါတယ်။အလားတူနိုင်ငံတော်ကစစ်တပ်နဲ့ပတ်သက်တဲ့တက္ကသိုလ်တွေတင်တဲ့ဂျောင်းတွေနဲ့စစ်မှုဒဏ်တင်တဲ့ဂျောင်းတွေမှာပါစစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ကြိုတင်မဲပေးခိုင်းတာတွေလုပ်နေပြီးအဲ့ဒီမှာလဲကြက်ဖို့ပါတီကိုသာမဲထည့်ရမယ်ဆိုပြီးညွှန်ကြားထားပြန်တယ်လို့ အဲ့ဒီကကြွတင်မဲတွေကိုမဲပေးဆက်နဲ့မပေးခိုင်းမဲမဲလက်မှတ်နဲ့သာပေးရမယ်ဆိုပြီးစစ်တပ်ကညွှန်ကြားထားပြန်တယ်လို့စစ်တပ်တရင်အရှင်မြကပြောထားပါလေလက်ရှိအကြံဖတ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးဟာတနိုင်ငံလုံးကိုလွှမ်းခြုံနိုင်မှုမရှိုံနဲ့မကလက်ရှိအချိန်ထိသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရမြို့တွေနဲ့မြို့နယ်ပေါင်းများစွာရှိနေသလိုအဲ့ဒီမြို့တွေနဲ့မြို့နယ်တွေမပါဘဲနဲ့သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေးတွေမှာသာအတူအောင်ရွေးကောက်ပွဲကိုသူတို့ဘာသာအတင်းအကျပ်ပြုလုပ်ဖို့စူးစမ်းနေတာဖြစ်ပြီး လက်ရှိသူတို့စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကလည်းအတိမတ်ပြူတာမျိုးမရှိသေးတဲ့အပြင်နိုင်ငံအတွင်းကပြည်သူအများစုဟာလည်းလက်ခံမှုမရှိသလိုသူတို့စစ်တပ်ကိုထောက်ခံတဲ့လူတစုလောက်နဲ့သာသူတို့ဘာသာမရရတဲ့နီးနဲ့လှုပ်ဖို့စီစဉ်နေတာဖြစ်ပြီးအဲ့ဒီလိုပြိုင်ဘက်မရှိပုံစံဖန်တီးထားတဲ့အခြေအနေမှာတော့စစ်တပ်ကသူတို့လက်အောက်ခံအဖွဲ့အစည်းတွေကိုသူတို့ရဲ့ချက်ဖို့ပါတီကိုပဲမဲပေးရမယ်ဆိုပြီးတော့ဗာညွန်ချနေတဲ့အခြေအနေတွေဖြစ်နေပြန်တာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့ မြန်မာနိုင်ငံနဲ့ဆက်တလျှောက်မှာမြန်မာစစ်တပ်ကပူပေါပါဝင်ပတ်သက်နေတဲ့ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းရေးတွေမှာနိုင်ငံတကာအတိုင်ဝန်အနေနဲ့မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဘဲဒေါ်လာရေးအဖွဲ့စည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုကင်းမျိုးသားစီယုံ KNU ဘ ਹੁ ကနေနိုင်ငံတကာအတိုင်ဝန်ကိုနိုဝင်ဘာလ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။လက်ရှိမှာလည်းအဲဒီနေဆက်တလျှောက်ကနေတဆင့်မြန်မာနိုင်ငံတဲကမျိုးကြီးတွေအထိပါအလှည့်မြန်ပြန့်နှံ့လာနေတဲ့နိုင်ငံတကာဖြတ်ကျော် online ကြားဖြန့်ငွေလိမ်လုပ်ငန်းတွေကို KNU အနေနဲ့လည်းစောင့်ကြည့်နေပြီးနိုင်ငံတကာအတိုင်းအဝန်းနဲ့အတူပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ KNU ကအတိပေးထားပါသေးတယ်။ဒါပေမဲ့နိုင်ငံတကာအတိုင်းအဝန်းအနေနဲ့မြန်မာနိုင်ငံနေဆက်တလျှောက်မှာဖြစ်ပွားနေတဲ့အဲ့ဒီကြားပြတ်ငွေလေးလုပ်ငန်းတွေကိုနှိမ်နှင်းရေးတွေမှာမြန်မာစစ်တပ်နဲ့တွားရောက်ပူးပေါင်းပြီးလှုပ်ဆောင်ရင်တော့ဘလို့ထိရောက်မှုမှမရှိပဲအောင်မြင်မှုလည်းရှိမှာမဟုတ်တလို့မြန်မာစစ်တပ်ကိုယ်တိုင်ကအဲ့ဒီနေဆက်မှာရှိတဲ့ကြားပြတ်ငွေလေးလုပ်ငန်းတွေကိုလုတ်ခွင့်ပေးထားပြီးတဖက်တလန်းကနေအကျိုးမြတ်ရယူနေတာဖြစ်တယ်လို့ KNU ကနိုင်ငံတကာကိုထုတ်ပြန်အသိပေးထားပါတယ် လက်ရှိမြန်မာစစ်တပ်ဟာသူတို့ကိုယ်တိုင်ပူးပေါင်းပါဝင်ပတ်သက်ပြီးလုတ်ခွင်ပေးထားတဲ့နေဆက်ကကြက်ဖြတ်ငွေလင်းလုပ်ငန်းတွေကိုနိုင်ငံတကာနဲ့အတူသူတို့စစ်တပ်ကပူးပေါင်းတိုက်ဖြတ်မယ်ဆိုပြီးတဖန်ပြန်လဲပြောဆိုနေတာတွေဟာနိုင်ငံတကာတရမဆက်ဆံရေးမှာသူတို့စစ်တပ်ရဲ့တရားဝင်မှုရအောင်အခွင့်ကောင်းယူဖို့ကြိုးပမ်းနေတာဖြစ်ပြီးအဲ့ဒီလိုအခြေအနေတွေကနေတဖက်မှာမြန်မာပြည်သူတွေကိုသူတို့စစ်တပ်ကကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေအပအဝင်စစ်ရဆွေးမှုတွေကိုပုံမကျူးလွန်မှုကြံစီနေတာဖြစ်တယ်လို့ KNU ကအတည်ပြုထားပါတယ်လက်တွေ့မှာလည်း အဲ့လိုမြန်မာစစ်တပ်ကိုတိုင်နောက်ွယ်ကနေလှုပ်ခွင့်ပေးထားတဲ့နေဆက်တလျှောက်ကကြပြန့်ငွေလင်လုပ်ငန်းတွေမှာဟန်ပြဝင်ရောက်စီးနှီးမှုတွေကိုမြန်မာစစ်တပ်ကလုတ်ပြနေပြီးကြပြန့်လုတဲ့သူတွေပါဆိုပြီးတော့အောက်ခြေဝန်တန်းတွေနဲ့တာမန်ဝန်တန်းတွေကိုသာဖမ်းဆီးပြနေတာတွေဟာပြဿနာရဲ့အရင်းခံကြပြန့်ငွေလင်ကွန်ရက်ကိုဖြည့်ရှင်းနိုင်တာမဟုတ်ပဲတကယ်တကယ်အဲ့ဒီကြပြန့်ငွေလင်ဂိုင်းတွေကခေါင်းဆောင်ပိုင်းတွေနဲ့အကြီးပိုင်းလူပုဂ္ဂိုလ်တွေကိုမြန်မာစစ်တပ်ဘက်ကကြိုတင်ပြောင်းရွှေ့ထားပြီးဖြစ်တယ်လို့ KNU ကထောက်ပြပြောဆိုထားပါတယ်အဲ့ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ဆက်ရှော့မှာဖြစ်ပွားနေတဲ့ကြက်ဖက်ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းရေးတွေမှာနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ဘဲတော်လိုင်းရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုကင်မျိုးတော်အစည်းအရုံး KNU ဘဟုကနေနိုင်ငံတကာအတိုင်းဝိုင်းကိုထုတ်ပြန်တိုက်တွန်းထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ ကချင်ပြည်နယ်မွန်းရင်မြို့နယ်ကအချမ်းဖက်စစ်တပ်ရဲ့နမ်မမြို့မှာရဲစခန်းကို GIAPD ရဲ့ပူးပေါင်းတပ်တွေကစတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့မွန်းရင်မြို့နယ်ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ16ရက်နေ့ကပဲကချင်ပြည်နယ်နမ်မမြို့နယ်ကမြို့မှာရက်ကွက်မှာရှိတဲ့အချမ်းဖက်စစ်တပ်ရဲ့နယ်မြေရဲစခန်းကို GIAPD ရဲ့ပူးပေါင်းတပ်တွေကစတင်ဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့နှစ်ဖက်အပြန့်အလန့်ပစ်ခတ်မှုတွေဖြစ်ပွားပြီး စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တဲ့အကြောင်းကိုတည်ထားရတယ်လို့အရေးအတွက်တိကျကိုတော့ဒက်လော့မတိရသေးဘူးလို့မွန်ကြီးမျိုးနဲ့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီလို GIA PDF ပူပေါင်းတပ်တွေကစတင်ဝင်ရောက်တက်ခတ်ခဲ့တဲ့နမ်မမျိုးမှာရေစကန်မှာဒေသခံရဲတွေအပြင်စစ်တပ်လက်အောက်ခံ SNE တပ်တွေပါအထိုင်ချထားတာဖြစ်ပြီးအခုတော့ GIA PDF ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်မှုတွေရှိလာပြီဖြစ်တဲ့အတွက်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာပဲအဲ့ဒီရေစကန်တော်မှာရှိတဲ့ဒေသခံပြည်သူတွေဟာ မန္တလေးမြစ်ကြီးနားယထာတန်လန်းအနောက်ဘက်ချမ်းကိုစစ်ပေးရှောင်လာကြသလိုမိုးညင်းမြို့နယ်မြစ်ကြီးနားမြို့တွေဘက်ကပါစစ်ပေးရှောင်လာကြသူတွေရှိတယ်လို့ဒေသခံတွေကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီနမ်မမြို့ကိုအကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားသေးပြီးမဲ့နမ်မမြို့တစ်ဖက်အင်းတော်ကြီးကအနောက်ဘက်ချမ်းကဟွေလုံးချောင်းဝညောင်မဲစတဲ့ခြေရွာတွေကို GIA ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ စကိုင်းနိုင်ငံရွှေဘုံမြို့ပေါ်မှာတင်လက်ဖက်ရည်ဆိုင်စားတောက်ဆိုင်ဈေးအပါဝင်မင်္ဂလာဆောင်မှာမချမ်းအချက်ပစစ်တကဝင်းရောက်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေရမှာတတို့သားပါထွက်ပြေးရတဲ့အထိဖြစ်ပွားခဲ့တယ်လို့မြို့ပေါ်မှာနေတဲ့ပြည်သူတွေကရန်ကုန်ကစ်တစ်ကိုပြောပါတယ်။နိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကမနေ့ပိုင်းမှာဆိုရင်ရွှေဘုံမြို့ပေါ်ပူဒါအနီးမှာပြုတ်လုံနေတဲ့မင်္ဂလာဆောင်တစ်ခုအတွင်ကိုအချက်ပစစ်တကဝင်းရောက်လာပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ဆောင်ရမှာ။ သူတို့သားပါထွက်ပြေးရပြီးတော့မင်္ဂလာဆောင်ကူတဲ့လူငယ်တော်တော်များများဖမ်းဆီးခံလိုက်ရတယ်လို့သူတို့သားလွတ်မြောက်သွားပြီမဲ့မင်္ဂလာဆောင်တော့ပြတ်သွားတယ်လို့မြို့ပေါ်နေပြည်သူတွေကပြောပါတယ်။လက်ရှိရွှေဘုံမြို့ပေါ်မှာအချမ်းပစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ဖို့အတွက်စစ်တပ်လက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်စိုးသူကရွှေဘုံခရိုင်အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးတန်းစော်လင်းရဲ့ညွန်ကြားချက်နဲ့အထောက်အကူပြုပေးနေတယ်လို့အဲ့ဒီလိုပေါ်တာဆွဲလို့ဖမ်းဆီးရရှိထားတဲ့လူငယ်တွေကိုမြို့နယ်ထွေးအုပ်ရုံးမှာယာယီထိန်းသိမ်းပြီးတာနဲ့ တဆိုင်ရန်စစ်မှုထမ်းကျောင်းတွေကိုတခါတည်းပို့နေကြတယ်လို့မြို့နေပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီမှာငွေကြေးတက်နိုင်တဲ့လူငယ်တွေကတော့မြို့နယ်ထွေအုပ်ယုံအစစ်မှတယ်။အဲ့ဒီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်စိုးသူကိုပတ်စံပေးပြီးပြန်ရွေးတာတွေလုပ်ရတယ်လို့သိရပါတယ်။ဒါတွေဟာလက်ရှိစစ်တပ်ကကွက်ပြီးထိန်းချုပ်လို့ရနေသေးတဲ့ရွှေဘိုမြို့ပေါ်လိုနေရာမှာကိုဖြစ်ပျက်နေတဲ့ပဂတိအခြေအနေတွေဖြစ်တယ်လို့မြို့နယ်ပြည်သူတွေကပြောထားသလိုမင်္ဂလာဆောင်လို့ပွဲကိုဝင်ရောက်ပြီးစစ်တပ်ကပေါ်တာဆွဲတဲ့ဖြစ်စဉ်ဆိုရင် တို့သားပါထွက်ပြေးရတဲ့အထိမြို့ပေါ်မှာနေဝရုံးသုံးသားတွေဖြစ်သွားတဲ့အခြေအနေတွေနဲ့တော်တော်ကိုစိုးပါတယ်လို့ရွှေဘိုမြို့ပေါ်နေပြည်သူတွေကပြောပြထားပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖက်စစ်တပ်ကလုံခြုံရေးရီတင်းကျပ်ထားတဲ့ရန်ကုန်မြို့မှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပူးပေါင်းလှုပ်ဆောင်နေတဲ့မြောက်ကလာပါမြို့နယ်ရွှေပောက်ကမြို့တဲ့အုပ်ချုပ်ရေးမှုရုံးကိုမြို့ပြတော်လန်ရေးရုပ်ပေါ်တွေကဖောက်ခွဲတက်ခတ်မှုအတွင်း ရုံမှာရောက်နေတဲ့အုပ်ချုပ်ရေးမှုနဲ့ပြူစော့ထီးတွေပါထိခိုက်မှုတွေရှိနိုင်တယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီဝန်းကျင်လောက်မှာပဲရန်ကုန်မြို့ကမြောက်ကလာပါမြို့နယ်မှာစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်အစွမ်းငုံကူကြီးလှုပ်ဆောင်နေတဲ့ရွှေပေါက်ကန်မြို့တဲ့အုပ်ချုပ်ရေးမှုရုံမှာအုပ်ချုပ်ရေးမှုနဲ့ပြူစော့ထီးတွေရောက်နေတဲ့အချိန်မြို့ပြတော်လိုင်းရဲဘော်တွေကမိုင်းနှလုံးနဲ့လက်ပစ်ဘုံးကိုတွဲပြီးပြတ်ခတ်ဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းအုတ်ချုပ်ရေးမှုရုံမှရောက်နေတဲ့အုတ်ကြီးနဲ့ပြူစောထီးတွေပါထိခိုက်မှုရှိနိုင်ပြီးအတီချာကိုတော့ဆက်လက်အတီပြုတ်နေပါတယ်လို့ရန်ကုန်အာမီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိရန်ကုန်တိုင်းမှာအကြမ်းဖက်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပါလုံခြုံရေးတွေကိုအရင်တက်ပို့ပြီးတင်းကျပ်ထားတဲ့ကြားကရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့ စကိုင်းတိုင်းခင်ဦးမြို့နယ်မှာရှိတဲ့ရတပီသူတွေနေထိုင်ရာခြေဝါတွေကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်မှုတွေလုပ်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူတို့ချုပ်ထိခိုက်ဒဏ်ရာရထားမှုပါဖြစ်ပြီးခြေဝါနေပြည်သူအများပြစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရှင်းကုန်ခစ်တဲ့ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြမ်းဖက်စစ်တပ်ကခင်ဦးကံဘလူးရေဦးအဆက်ကနေတဆင့်ခင်ဦးမြို့နယ်အတွင်းကရတပီသူတွေနေထိုင်ရာပင်စိန်ကင်းတဲ့ မုံလှန်စံပြခြေရွာတွေဘက်ကိုတနက်တွေပါပြစ်ပေါက်ပြီးစစ်ကြောင်းထုတ်ဝင်ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီမှာပြည်သူတွေဟာအသီးသီးထွက်ပြေးကြတဲ့အချိန်စစ်တပ်ကပြစ်ခတ်တဲ့ကြီထိမှန်ဒဏ်ရာရတဲ့ပြည်သူ၃ဦးထက်မနည်းရှိတာပြီးလောလောဆယ်တော့ခြေရွာနေပြည်သူအများပြားဟာဘေးလူရာတွေကိုထွက်ပြေးတန်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိသိရှိထားချက်အရစစ်တပ်စစ်ကြောင်းထိုးမှုကြောင့်ထွက်ပြေးရင်းနဲ့စစ်သားတွေပြစ်ခတ်တဲ့ကြီထိမှန်ထားသူခြေရွာနေပြည်သူကိုထွန်းထွန်း ကိုကျော်ကိုကိုဦးနဲ့ကိုထက်မြက်အောင်စုသူတို့ကိုခင်ဦးမြို့နယ်ပကပအဖွဲ့ကစေကူတာပေးထားပြီးလောလောဆယ်တော့ကြောက်တိုင်းကြီးစုဝတ်တိုးချေရော်ဒီအပါဝင်ချေရော်ပေါင်းဆယ်ရော်ကျော်ကပြည်သူတွေဟာစစ်ဘေးရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတဖက်မှာတော့မကွေးတိုင်းမြန်မြို့နယ်မှာရှိတဲ့ရဲသားပြည်သူတွေနေထိုင်ရာကံကြီးချေရော်ကိုအချမ်းဖက်စစ်တပ်ကလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်နေအိမ်မှာအိပ်ပျော်နေတဲ့ကလေးငယ်၃ဦးအပါအဝင်ပြည်သူ၅ဦးတေဆုံးခဲ့ရပြီ ။ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့ဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်အစောပိုင်းလူတွေအိတ်နေတဲ့အချိန်မှာပဲအချက်ဖက်စစ်တပ်ကမြန်မြုန်နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာကန်ကြီးကျေးရွာကိုလေနဲ့လာပြီးဘုံတွေချက်ချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာတွေကနေအိမ်မှာအိပ်ပျော်နေတဲ့ကလေးငယ်၃ဦးအပါအဝင်ပြည်သူ၅ဦးသေဆုံးခဲ့ရတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားပြီး အဲ့ဒီထဲမှာဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါနေသလိုနေအိမ်တွေလည်းပျက်စီးထားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိအကြမ်းဖက်စစ်တပ်ဟာနိုင်ငံတော်မှာသူတို့စစ်တပ်ကလက်လွတ်ထားရတဲ့တော်လိုင်းတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်ရရှိရေးအတွက်ဆိုပြီးထိုးစစ်စင်တာတွေလုပ်နေတဲ့အချိန်အခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့အရသာပြည်သူတွေနေထိုင်ရနေရာတွေကိုပါပိတ်မှတ်ထားပြီးတော့ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လုပ်နေမှုကြောင့်အရသာပြည်သူတိုက်ဆုံမှုတွေလည်းဆက်လက်မြင့်တက်နေစေပဲဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ